ရွေးချယ်လို့မပြီးခင်မှာဘာဖြစ်လဲအန္တကောခုရုတေဝတံတေမင်းကကိုယ်ခေါ်သွားတယ်ဒါလူဘဝတတ္တလောကရဲ့ဘဝတစ်ခုတေယုဖို့ပြီးတော့ဟောထားတာဖြစ်တယ်လူရယကံကုံအာယုန်တွေကိုရွေးချယ်ခံစားလို့အာမရခင်မဲသွားကြပြန်ပြီဒီလိုဆိုလို့ရပေါ့နော်သွားကြတယ် ။ဘာနဲ့သွားရတယ်အစီရင်နဲ့လည်းသွားတယ်။ယောဂနဲ့လည်းသွားတယ်။လောကမှာတေးစရာအကြောင်းအရာတွေကအလုံးကိုပေါ်တာ။တစ်ခုပေါ်လာလိုက်ရင်တစ်ခုပေါ်တယ်။ကားကားမရှိခင်ကကားတိုက်လို့သေးတယ်ဆိုတာမရှိဘူး။ကားပေါ်လာတော့ကားတိုက်လေမြန်မရှိခင်ကလေမြန်လေမြန်ပြတ်ကြလို့သေးတယ်ဆိုတာမရှိဘူးအခုလေမြန်ရှိတာတော့လေမြန်ပြတ်ကြလို့သေး ေါ်လာတာတွေအလုံးဟာတေးစရာတွေချိပဲအကုန်လုံးဖြစ်လာတယ်။သူတွေအတွက်အသက်ဆုံးရှုံးမှုရာတွေဖြစ်လာတယ်ပေါ့နော်။အေးတိုင်းပြည်ကြီးတွေမရှိခင်တော့မိလောင်လို့တရားတယ်ဆိုတာလွန်ရှားလိုက်မယ်မြေကြီးပေါ်ကတ်နေတာပြေးဖို့လွားဖို့လွယ်တယ်။တိုင်းပြည်ကြီးတွေကျတော့ဆင်းပြေလို့မရဘူးတေးစရာများလား။တေးခြင်းတဲ့ပုဂ္ဂိုလ်ထက်ကလည်းပဲအမြင့်ကနေခုံချလို့လွယ်လာပြန်။ တရားတွေမရှိခင်တရားပေါ်အောင်ခုံချတာတော့မရှိဘူးရေကဘာကခုံချင်းခုံမဲ့သူတရားတွေရှိလာတော့တရားပေါ်အောင်ခုံချတယ်ဆိုတော့တေးစရာတွေကကြမ်းဖန်ပြီးတော့လောလောကမှာပေါ်လာဘဝတစ်ခုကိုဆုံးသတ်တတ်တဲ့တေခြင်းတရားကိုအန္တကောလို့ခေါ်တယ်အန္တံကရောတိတိအန္တကောဘဝတစ်ခုကိုဆုံးသတ်တာအဲ့ဒီဆုံးသတ်တဲ့တေမင်းက လူတွေကိုခေါ်ခေါ်ယူသွားလိုက်တယ်လို့သူတို့ဆိုတော့เนาะအဲ့တော့မြတ်စွာဘုရားဟောကြားလို့ရင်အဆုံးမတကားလေးကဘာတော့ကာမဂုဏ်အာယုန်တွေပန်းပန်းဥယျာဉ်နဲ့တောပြီးပန်းမွင့်လေးတွေရွေးချယ်နေတုံးပဲကာမဂုဏ်ရွေးချယ်နေတယ်လို့ကာမဂုဏ်အာယုန်တွေကိုရွေးချယ်ပြီးတော့ခံစားလို့မဝတဲ့အချိန်လေးမှာဟော အားရတယ်လို့မရှိဘူးအားမရခင်လေးမှာတေမင်းကကိုခေါ်သွားတယ်တရဝရီကိုခေါ်သွားတယ်ဆိုတဲ့အထိပယ်ကိုရသော်ပြဟောအဲ့တော့ဘဝကြီးဟာဒီတိုင်းပဲကိုကိုဆင်းရဲသုံးသပ်ရမယ်လို့ဆိုလိုတယ်ဘယ်နည်းတေမင်းမတေဘူးဆိုတော့ဘယ်သူမှသိလို့မရဘူးတေခြင်းနဲ့ချက်ခြင်းနော်တေခြင်းနဲ့ချက်ခြင်းဒီရှမ်းကုန်းမထမရဲ့ ရင်ခါတော့ကဖြစ်သွားတာသာမီးနှစ်ယောက်ဟောသမီးလေးကအောင်ဆင်းပြီးရှေ့ကစီးရာနေနောက်အမေဘက်ကိုသွားမလို့ကားပေါ်ကနေဆင်းလိုက်နောက်ကားတည်းကမောင်းပြီးတော့ပေါသွားလေကပ်ပြီးတော့ကားပေါ်ကဆင်းငါရှိသေးတယ်အဲ့ဒါကားတိုက်ပြီးသေးသွားတယ်ပြောလို့ဘယ်ဟာမှမရနိုင်ဘူးပေါ့ချက်ချင်းဘဝအဆုံးသတ်သွားကြတယ် အဲ့ဒီလိုပဲကိုမျောလင့်တာမဟုတ်ပဲနဲ့လည်းပဲဆုံးသက်သွားတယ်မျောလင့်ထားတဲ့ဝေဒနာနဲ့လည်းသိချင်မှသိတယ်လောကမှာဘလို့သိမယ်ဆိုတာဘယ်သူမှသတ်မှတ်ထားလို့မရဘူးသတ်မှတ်လို့မရတဲ့အရာ၅မျိုးဆိုပြီးတော့ရသဗျာဟောတာရှိတယ်စီဝိတာမင်းအသက်ဘလောက်ရှင်မယ်ဘလောက်နေရမယ်ဆိုတာသတ်မှတ်ချက်မရှိဘူးပြာတိ ဘာယောကနဲ့တီးမဲ့ဆိုတော့လေသတ်မှတ်ထားတာမရှိဘူးကာလဘယ်ချိန်တီးမဲ့ဘယ်ခုနှစ်ဘယ်နှစ်နှစ်ဘယ်လမှတီးမဲ့ဆိုတော့လေသတ်မှတ်ထားတာမရှိဘူးတီးသွားပြန်တော့ရောကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာ မြုပ်နှံမဲ့ဆိုတော့လေသတ်မှတ်ချက်မရှိဘူးဟိုလိမ်မြန်ပြက်ကြလို့တီးသွားတဲ့လူတွေဟာ လွမ်းသူပန်းခွေချတာတော့ပင်လယ်ထဲမှာပန်းကျဲရတဲ့အစမျိုးတွေလည်းရောက်တာလေပဲရောက်လို့ရောက်တော့မှမသိတာလေတည်းရှိအဲ့တော့ကိုအလောင်းပဲမှာချမယ်ဆိုရင်လည်းသတ်မှတ်ထားတာမရှိနောက်ဆုံးမှာသိပြီးတော့နောက်ဘဝဘယ်ဘဝရောက်မယ်ဆိုရင်လည်းသတ်မှတ်ချက်မရှိဘူးအဲ့ဒီဟာသတ်မှတ်ချက်မရှိမသိနိုင်တဲ့အရာ၅မျိုးလို့ဆိုလိုတယ်ပေါ့ဒါကြောင့်မသိနိုင်တဲ့အတွက်ကြောင့် မသိနိုင်ဘူးဆိုတာကြွတင်သတ်မှတ်ပြီးတော့ထိတ်ပေးထားလို့မရတဲ့အရာတွေလို့ဆိုလိုတယ်အဲ့တော့မိမိတို့ကိုယ်တိုင်ဟာ ever ready အစင်သာဝရရှိနေရမယ်ကောင်းတဲ့ဘက်ကနေပြီးသာဝရ ready ဖြစ်နေကိုယ့်ရဲ့အတွေးတွေမှန်ကန်တဲ့အတွေးနဲ့အချိန်မီကိုယ်ဟာအစင်သင်းဖြစ်နေရဖြစ်နေတဲ့ပုံစံမျိုးစိတ်ကိုထိမ့်သိမ်းဆောင်းရှောက်အောင်လို့သူတို့ဆိုလိုတယ်ပေါ့နော် ဲ့တော့ဒီဓမ္မဝရဒေသနာတော့မှာမြတ်စွာဘုရားဟောလိုက်တာအေးပန်းအလှတွေကိုရွေးချယ်နေတဲ့တမက်တမောကြီးပန်းအလှတွေကိုရွေးချယ်နေတဲ့ပုဂ္ဂိုလ်လိုပဲကာမဂုဏ်အာယုန်တွေကိုကိုယ်စိတ်တိုင်းကြရွေးချယ်ခံစားနေလို့အာမရခင်မှာပဲဒီမင်းကခေါ်သွားတယ်ဆိုတဲ့ဒီစဉ်းစားရမယ့်အချက်ကလေးတစ်ခုမြတ်စွာဘုရားသင်္ကန်းလာပြီးပြီးတော့ဟော